နောက်နေ့နဲ့နဲ့မှာတော့ဝက်ခလေးတွေဟာအိဆောက်ဖို့နေရာရှာကြတယ်။အားလုံးဝမင်္ဂလာပါ။ဒီနေ့တော့ချူချူကပုံမြင်လေးတစ်ပုဒ်ပြောပြသွားပါမယ်။အဲ့ဒီပုံမြင်လေးရဲ့နာမည်ကတော့ဝက်ခလေး၃កောင်ဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်။ချူချူနဲ့ကို subscribe လုပ်ပေးပါနော်။ကျေးဇူးတင်ပါရှင်။ 卡龙哥，多吉的姑娘嘛，我妹妹呢？我家里头啊哈，叫陈三弟当家的。但奈何我妹妹个，我家里有个考比彪的。大路，到了嘛？加速器水的段，这里踏不了路的。加速器么？哪奈奥？个人个骚比人家路彪的。大家，大路英国加速器么？哪奈奥？看看我们啥也没，了我妹妹个彪的。 နောက်နေ့နဲ့နဲ့မှာတော့ဝက်ခလေးတွေဟာအိဆောက်ဖို့နေရာရှာကြတယ်။ပထမဝက်ခလေးကတော့ကာယုတ်ကတည်ရတာလွယ်တယ်။အိဆောက်ရတာလည်းမြန်တယ်။ကာယုတ်အိမ်မဆောက်မယ်ဆိုပြီးကာယုတ်အိမ်ကလေးဆောက်ပြီးနေထိုင်တယ်။ဒုတိယဝက်ကလေးကတော့တောထဲကဝေယုံတောထဲမှာဝမ်းနဲ့ဆောက်ရင်ခိုင်မယ်ကြားမွေနိုင်လောက်ဘူးဆိုပြီးဝိုင်းအင်္ဂလိပ်ဆောက်ပြီးနေထိုင်တယ်တတိယဝက်ကလေးကတော့ကြားကအရန်တက်ပါတယ် ဒါကြောင့်တလုံးနဲ့ဆောက်ရမယ်ဆိုပြီးတလုံးအင်္ဂလိပ်စာကိုပြည်နေထိုင်တယ်အဲ့လိုနဲ့တညမှာတော့ကြာဆိုကြီးဟာဗိုက်စားတာနဲ့အစာရှာထွက်လာတာပထမဝက်ကလေးရှိတဲ့အိမ်နဲ့ရောက်လာတာပေါ့ကြာဆိုကြီးကမင်းကိုဖြတ်ပစ်မယ်မင်းကိုလည်းစားမယ်လို့ပြောတဲ့ပြီးတော့ကာယုတ်အိမ်လေးကိုဖြတ်ပြီးအိမ်နဲ့ဝင်လာတဲ့ ဝခလေးလဲအိမ်နောက်ဟေ့ပောက်ကနေပြီးဒုတိယဝခလေးစီကိုထွက်ပြေးသွားတယ်။ကြာကြီးကဒုတိယဝခလေးအိမ်ကိုလိုက်လာတယ်။မင်းအိမ်ကိုဖျက်ပစ်မယ်။မင်းကိုလက်စားမယ်လို့ပြောတဲ့။ပြီးတော့ဝိုင်းအိမ်ကလေးကိုဖျက်ပြီးအိမ်ထဲဝင်လာတဲ့။ဝခလေးနှကောင်လဲအိမ်နောက်ဟေ့ပောက်ကနေပြီးတတိယဝခလေးစီထွက်ပြေးသွားကြတယ်။ကြာကြီးကတတိယဝခလေးအိမ်ကိုရောက်လာပြန်တယ်။ မင်းကိုဖျက်ပစ်မယ်မင်းကိုလက်စားမယ်လို့ပြောတဲ့အဲ့ဒီခါဝက်ကလေး၃កောင်ကငါတို့အင်ကိုမင်းဖျက်လို့မရဘူးအိမ်ထဲဝင်ချင်ရင်ခေါင်းမိုးပေါက်ကနေဝင်ခဲ့လို့ပြောတဲ့ဝက်ကလေး၃កောင်ဟာခေါင်းမိုးပေါက်ကနေကြာကြီးခုန်ဆင်းလာမဲ့နေရာမှာရင်းနှီးကြီးချထားတဲ့ကြာကြီးလဲငါလာပြီနော်ဆိုပြီးခေါင်းမိုးပေါက်ကနေအိမ်ထဲကို ခုန်ဆဲလိုက်တဲ့ အဲ့ဒီအခါကြာကြီးဟာယူနီအိုရက်ကိုဝုန်းဆိုကြတာတော့တာပေါ့ပေါ်ကလေးသုံးကောင်လဲကြာကြီးရန်ကလွတ်သွားလို့ပျော်သွားကြတာပေါ့ကွယ်ဒီပုံမြင်တဲ့သင်ငန်းစာလေးကတော့ပထမဝက်ကလေးလိုလွယ်လွယ်နဲ့အဆင်ပြေမဲ့နီလန်းကိုရွေးချယ်ခြင်းဟာအနေအများတဲ့ပြီးတော့ တတိယဝက်ကလေးလိုကြိုတင်ပြင်ဆင်ပြီးခိုင်ခန့်စွာတည်ဆောက်ခြင်းဟာဘဝရဲ့အန္တရာယ်တွေကိုကာကွယ်နိုင်ပါတယ်ဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်။အလုံးမမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တည်ကြပါမယ်နော်။